်မင်္ဂလာပါရှင်ခီတိတရင်ဌာနကနေသတင်းများကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကာမမျိုးနဲ့ရင်းနှီးသားရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးကာပါစာစနစ်ကိုရှော့တိုက်တုံးများဖြင့်ပစ်ခတ်မှုစစ်သားနှင့်ရဲခွနတ်ဦးသိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်မကွေးတိုင်းတရက်ခရိုင်ကာမမျိုးနဲ့ရင်းနှီးသားရဲကင်းစခန်းနှင့်ကာပါစာစနစ်တို့ကိုတိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲခွနတ်ဦးသိဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါတယ် ရှမနီနိုဝင်ဘာလ6ရက်နနက်6နာရီခန့်ကကာမမျိုးနဲ့တရက်ကာမလန်ပိုင်ရေနတာချေးရွာရဲခင်းစခန်းကိုတိမ့်ပိုက်ထိန်ချုံနိုင်ရဲ့အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြလန်ပြစ်ခတ်တိုက်ပွဲ2နာရီ30မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းထိုးထိုးတိုက်ပွဲကြာချိန်အတွင်းစစ်တပ်ဘက်က၄ခုကိုတိမ့်ပိုက်နိုင်ခဲ့ပြီးကျန်တစ်ခုကိုဆက်လက်တိမ့်ပိုက်နိုင်ရန်ကြိုးစားနေချိန်မြေပြင်စစ်ရေးအခြေအနေအရပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။ရှင်းရှင်းနတာရဲခင်းစခန်းတွင်စစ်တပ်ဘက်မှ၃ဖွင့်ဖို့ကြီးဦးဆောင်ပြီး အင်အား30ခန့်ရှိက CEO အထက်ထက်အုပ်ပံကများဖြင့်အခိုင်အမာတက်ဆွဲထားကြောင်းတိုက်ပွဲအတွင်းစစ်သားနှင့်ရဲခွနဦးသေဆုံးခဲ့ကြောင်းသိရပါတယ်ဒီစခန်းကကျွန်တော်တို့ပထမချိန်တိုက်ခိုက်ခဲ့ဘူးလားရှိတယ်အဲ့ဒီတုန်းကတိုက်ခိုက်ခဲ့တဲ့ရည်ရွယ်ချက်နဲ့အခုတိုက်ခိုက်ခဲ့တဲ့ရည်ရွယ်ချက်ချင်းကတော့မတူဘူးပေါ့ပထမချိန်တိုက်ခိုက်ခဲ့တဲ့တုန်းကစခန်းဆုံးခွာထွက်ပြေးမှုနဲ့စခန်းလဲအေးအေးယူထောင်ချခံထားရတာတွေရှိတယ် ီတစ်ချိန်ပြန်ပြီးတက်ဆွဲတဲ့အခါကဒီလမ်းပိုင်းကလည်းသူတို့အတွက်အရေးပါတော့ခြံစည်းရိုးဆိုရင်၄တန်းဆက်သွယ်ရေးမြောင်းတွေဆိုရင်80မိုင်တွေနဲ့အခိုင်အမာတက်ဆွဲထားတာပေါ့အဲဒါကြောင့်ထင်မှတ်ထားတာထက်ပိုပြင်းထန်နေသူတို့ဘက်ကလေးချောင်းလာနိုင်တဲ့အခြေအနေကျွန်တော်တို့ဘက်ရဲဘော်၂ယောက်ကြာဆုံးတာနဲ့တယောက်ထိခိုက်ဒဏ်ရာရရှိထားတဲ့အခြေအနေခဲရန်ပြတ်တောက်မှုအခြေအနေတွေကြောင့်ပြန်ဆုတ်လိုက်တာပါဟုတရက်ခရိုင်အမှတ်လေးတက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကောက်ွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတရက်မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်၂ဦးကြဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်အနေဖြင့်ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်စိုးမိုးအကောင်ရနေမည်များအတွင်ထိုးဖောက်ဝင်ရောက်စစ်ရေးလှုပ်ရှားမှုအချို့ပြုလုပ်လျက်ရှိကြောင်းအသိပေးထားပါသည်။အလားတူယမန်နီနနက်6နာရီအချိန်ဖက်စစ်အကြမ်းဖက်စစ်တပ်အတွက်အဓိကအရေးပါသောကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာစနစ်ကိုတရက်ခရိုင်အမှတ်လေးတရင်က 122mm short တုံးငါးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်းသိရပါတယ်။ကာပါဆာစနစ်က short တုံးငါးလုံးပြစ်တာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတာကိုကြားရတာ။ဒါပေမဲ့အတီးဖြူဖို့ကြတော့သတင်းတွေထိမ့်ချုပ်ထားတဲ့အတွက်ထေချာအတီးမပြုတ်နိုင်သေးဘူး။ဒီနေ့မနက်နောက်ဆုံးသိရတာကတော့ အဲဒီကကားပါစာစနစ်ထဲမှာရှိတဲ့ဖြူဟာမှုအဆင့်အရာရှိတအူအောင်လံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့တော့သတင်းရထားပါတယ်ဟုတရက်ခရိုင်အမှတ်လေးတရင်သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်ထို့သောရှော့တိုက်တော်များကြားရောက်ပောက်ကွဲမှုကြောင့်ကားပါစာစနစ်ဆက်ယုံအတွင်မှစစ်တပ်ကလက်နက်ကြီးများပြန်လည်ဖိခတ်ခဲ့ရာတရက်မျိုးနဲ့ညောင်ပင်သာကြီးရွာအတွင်ကြားရောက်ပောက်ကွဲခဲ့ကြောင်းအပြစ်မဲ့ပြည်သူတအူဤနေအိမ်ကိုဘုံစားထိမှန်ကအမျိုးသမီးတအူတန်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းသို့တရက်မြို့နယ်ကပ္ပစစနစ်နယ်ကာမမြို့တို့မှအင်အားများအားစုဖွဲ့ကရှင်နသာရေကင်းစက္ကန့်တို့ကုန်းလန်ရေလန်အုံပြုကစစ်ကြောင်းထိုးလာခြင်းနှင့်အတူဂျက်ဖိုက်တာဖြင့်လည်းလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောစစ်ကြောင်းထိုးကလေကြောင်းလက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်ကာမမြို့နယ်ဗစင်းနှိတ်ကျေးရွာအုတ်ပုံကျေးရွာများအတွင်မှပြည်သူတော်ဦးထိခိုက်တံရရရှိကပြည်သူနေအိမ်များလည်းထိမှန်မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်းထို့ပြင်ဂျက်ဖိုက်တာဖြင့်ရန်တပ်ပုံကျဲတိုက်ခိုက်မှုကြောင့် ကာမမျိုးနဲ့စုံကုံချေးရွာနဲ့သင်းငုတ်တထောင်ချေးရွာအနီးရှိတရက်ကာမလမ်းပိုင်းတွင်အရေးပါသောဒတာတစဉ်ပြက်စီးခဲ့ကြောင်းသိရပါတယ်။လက်ရှိအချိန်တွင်စီးရေးအခြေအနေဆက်လက်တင်းမာလျက်ရှိပြီးမိဘပြည်သူများအနေဖြင့်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်ခရီးသွားလာခြင်းမပြုလုပ်ကြပါရန်တရက်ခရိုင်အမှတ်လေးတရင်ကသတိပေးထားပါတယ်။ဆလပီတိုက်ပွဲပြင်းထန်နေတဲ့၄မျက်နှာမျိုးနယ်ကိုစစ်တပ်အင်အားထပ်ဖြည့်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အေယာဝတီတိုင်းကရေကြီးနဲ့လေးမျက်နှာမျိုးနဲ့မှစစ်ကောင်စီနဲ့အာရကတက်တော် AA တိုက်ဝဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကဟင်္သာရမျိုးဘက်ကနေအင်အားဖြည့်နေပါတယ်။စစ်မှုရန်တင်တန်းစင်းတွေကိုဟင်္သာရတလုတ်ထော်လန်းကနေစစ်ကားတွေနဲ့ပို့နေတာလို့ဟင်္သာရမျိုးချောင်းပြားလေးရွာဒေသခံတအုပ်ကပြောပါတယ်။မနက်စောစောပိုင်းတွေစစ်ကားတွေနေတိုင်းသွားနေတယ်။အမိုးတွေအုပ်ထားတယ်။တောက်လျှောက်တက်နေတာလို့သူကပြောပါတယ်။ချောင်းပြားလေးကြီးရွာဟာဟင်္သာရတလုတ်ထော်လန်းပြီးမှရှိတာပါ။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေပုံကျဲနေတယ်လို့ကားလန်ကနေလည်းစစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါတယ်။ရေကြီးနဲ့လေမျက်နှာမျိုးနဲ့ဇက်ကဆက်ဆက်ယိုကြီးရွာနဲ့ပတ်ဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိုက်ပွဲတွေဖြစ်ခဲ့ပြီးနိုဝင်ဘာလ6ရက်နေ့အထိလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ပေးဆောင်တွေကပြောပါတယ်။လေမျက်နှာမျိုးနဲ့ဟာအေယာဝတီတိုင်းတဲကဟင်္ဒရအင်ကပူရေကြီးမျိုးနယ်တွေအပြင်ရခိုင်ပြည်နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ဟင်္ဒရခရိုင်ခွင်းကောက်မြို့မှာရှိတဲ့စစ်ကောင်စီတန်းမြင့်လေးကျင်ကြီးကြောင့် တတကငါးနဲ့လဲမိုင်းနေငဲ့တာဝေးပါတယ်။အခုရက်ပိုင်းမှာတတကငါးကိုအင်အားအများပြားဖြည့်တင်းနေတယ်လို့အဲဒီကနေလက်နက်ကြီးတွေဖြည့်ခတ်မှုပုံမှန်များပြလာတယ်လို့သိရပါတယ်။ကြာပြင်အော်တိုဘာလ29ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကစစ်တပ်သော spy volunteer တွေနဲ့ခင်းထောက်တာတွေတွေ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဆက်ဆက်ယူကြေးရွာအပါဝင်လေးမျက်နှာမြင့်နေတဲ့ကစစ်တပ်စခန်းအချို့ကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စီရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေပေးချဖို့အတွက်အေယာဝတီတိုင်းကအရက်ဖတ်လူမှုကူညီရေးလှုပ်ဆောင်သူတွေကတောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လတည်းမှာတော့ဒေသခံစစ်ရှောင်တွေကိုနေရက်ကိုပြန်ဖို့စစ်ကောင်စီကဖိအားပေးပြီးတချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်ဆင်တင်ခဲ့တာပါ။ဒါပေမဲ့စစ်ကောင်စီတည်ဆုံမှုများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့တယ်လို့လေချောင်းကနေလည်းနေ့စဉ်ညီပါပုံချင်းနေကြတာပါ။ တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကအရက်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလေးမြနာမြို့နယ်စပြင်ကျေးရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲလို့အရက်သား24ဦးထပ်မံနေသိဆုံးခဲ့ကြောင်း AYAPDF အမှတ်29ဗျူဟာကထုတ်ပြန်ထားပါတယ်။ပြည်သူလူထုအပေါ်စစ်ရဇဝတ်မှုကျူးလွန်သောအကြမ်းဖက်ဆဲအုပ်စုကိုအပြင်းထန်ဆုံးလက်တော့ပြန်သွားမယ်လို့လည်းကြေညာထားပါတယ်။ ဆလဘီတောင်တာမျိုးပေါ်ခြေကုပ်ယူထားတဲ့စစ်တပ်ကိများကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်တာမျိုးပေါ်မှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်တပ်ကိတွေကိုတပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ညင်းချန်ခရိုင်အမှတ်3တပ်ရင်းထံကသိရပါတယ်။နိုဝင်ဘာ9ရက်မနက်ပိုင်းကတောင်တာမျိုးပေါ်ရှိအကြမ်းဖက်စစ်တပ်ရဲ့မကြီးယိုကိန်ဖိဒနိုးတောင်စကြန်းအထွက်တန်လန်းကိတွေကိုညင်းချန်ခရိုင်အမှတ်3တပ်ရင်းကတပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဘန်က73လုံးရှိတဲ့မကြီးယိုဂိတ်ကိုတော်လန်ရေးရဲဘော်တွေဝင်ရောက်စီးနှင်းတိုက်ခိုက်ရမှာစစ်သားအလုံးထွက်ပြေးသွားကဘန်ကအတွင်စစ်သားအလောင်း3လောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဘန်ကကြီး73လုံးရှိတာမှအာမနာသူထက်ကအရင်လွတ်အောင်အပြေးပြိုင်နေသလားမှတ်ရပါတယ်။သူတို့စကန်းကိုတိမ့်မိလို့ဘန်ကတွေကိုခြေကုပ်ယူပြီးထိန်းထားနိုင်တယ်ဆိုပေမဲ့မျိုးပေါ်ဖြစ်တော့စကမကဘုံကျဲရင်မျိုးနေအရက်သားတွေထိမှဆိုလိုပါ။ဒါကြောင့်စကန်းကိုသူတို့တက်ဆွဲဖို့မလွတ်အောင်ပဲမိရှုဖြက်စီးခဲ့လိုက်ပါတယ်လို့ငင်းချန်ခရိုင်တရင်တုံတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ ဘေဒနိုးတောင်ပေါ်ရှိအကြံဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှလဲစစ်သားအလုံးထွက်ပြေးသွားပြီးဖန်ခါ12လုံးအနက်17လုံးကိုသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကြမ်းအထွက်တန်လန်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်စင်မှာတော့အပြန်လန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါဂိတ်စခန်းကိုမသိမ်းပိုက်နိုင်ခဲ့ဘူးလို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေကိုမြင်းချန်ခရိုင်အမှတ်3တပ်ရင်းနဲ့ဖူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲဘော်တယောက်ကြီးထိမှန်ထမ်းရမစိုးရိမ်ရရရှိခဲ့တယ်လို့သိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။